င်္ဂလာပါရှင်တင်းနှောင်းဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မီလ9ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တင်းနှောင်းဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှောင်းနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်စစ်ကောင်စီကပြန်တောင်းနေတဲ့တအန်းတက် TNL ထင်းချုံရွာမန္တလေးလာရှိုးကုံတွယ်ရေးလမ်းပေါ်ကတီပေါ်နောင်ချိုး ကြောင်မဲမိုးမိတ်နဲ့မိုးကုတ်မြို့တွေကို ပြန်မပေးဘဲဆက်လက်ကောက်ွယ်သွားမယ်လို့ TNL ကပြောပါရယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆင်မှုကြောင့်ပြီးခဲ့တဲ့ April 28နဲ့29ရက်တွေကတရုတ်နိုင်ငံ ကူမင်မြို့မှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။အဲ့ဒီလိုတွေ့ဆုံဆွေးနွေးချိန်မှာစစ်တပ်ကမြို့ငါးမြို့ကိုတောင်းဆိုခဲ့တဲ့အပေါ် TNL ကငြင်းဆန်ခဲ့တာဖြစ်ပြီးအဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ TNL ကမနေ့ကသတင်းစာ ရှင်းလင်းပွဲလှုပ်ဆောင်ကထည့်သွင်းပြောကြားခဲ့ရလဲဖြစ်ပါတယ်။စစ်ကောင်စီနဲ့နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတွေကိုလည်းလာမယ့်ဩဂုတ်လမှာထပ်မံတွေ့ဆုံဆွေးနွေးသွားမယ်လို့သိရပါတယ်။မွန်ပြည်နယ်ရန်ကုန်တဘွယ်ကားလမ်းပေါ်ကမိုးကောင်းတရာမိုင်းဆွဲခံရပြီးပြိုကျပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ3ရက်နေ့ည7:00နာရီဝန်းကျင်မှာမိုင်းဆွဲခံရတာဖြစ်ပြီးမိုင်းဆွဲခံရတဲ့နေရာကတံတားကလုံးဝပြူကျပျက်စီးခဲ့တယ်လို့သိရပါတယ်။တံတားပြူကျသွားတာကြောင့်ကုန်တင်ကားနဲ့ခီးသည့်တင်ကားတွေပြိမိနေပြီးကားအသေးတွေကတော့ရွာထဲလမ်းကပတ်ပြီးဖြတ်တန်းသွားလာနေတယ်လို့သိရပါတယ်။ မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်နဲ့ပြည်ဦးလွင်မြို့နယ်ထဲကကျေးရွာအချို့မှာမိုးများပြီးတောင်ကျရေစီးတာကြောင့်မနေ့ကရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ပါတယ်။ပသိမ်ကြီးမြို့နယ်ထဲကအုံချောကျေးရွာအုပ်စုနဲ့ပြည်ဦးလွင်မြို့နယ်မန္တလေးပြည်ဦးလွင်လမ်းပိုင်းကစီပင်ကြီး၃တောင်ကျင်းကနိုင်စတဲ့ရွာတွေမှာရေကြီးနေတာပါ။ လွန်ခဲ့တဲ့၄ရက်လောက်ကတည်းကမိုးဆက်တက်ရွာနေတာကြောင့်မင်းကမနက်ပိုင်းမှာတောင်ကျရေတွေစီးကျလာပြီးရေကြီးရေရှမ်းမှုတွေကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဒွေမြို့နယ်အရှိတော်ဒေသအညာဖျားရွာကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုလှုပ်ဆောင်ခဲ့ပြီးနောက်လက်နက်ကြီးပစ်ခတ်ခဲ့ရာကြောင့်အမျိုးသမီးတဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။မင်းကမနက်7:00နာရီခွဲဝေးချင်းမှာစစ်ကောင်စီရဲ့ KAW အမျိုးအစား Jet Fighter တိုက်လေယာဉ်နဲ့ဘုံဒီနှလုံးလာရောက်ကျဲချပြီးနောက် ဆက်လက်တွင်နဲ့လည်းပြစ်ခတ်ခဲ့ပါတယ်။လီရင်ဘုံကျဲပြီးနောက်မဲချောင်းရောက်မှရှိတဲ့စစ်ကောင်စီစခန်းကလည်းအညာဖျားရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တာကြောင့်ဒေသခံအမျိုးသမီးတဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ကနအူသိရပါတယ်။တနင်္သာရီမြို့နယ်တောင်ပင်းရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ခလင်းငံတူအပါဝင်တားမိနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါဗျ။ အခုလ3ရက်နေ့ညနေ4နာရီဝန်းကျင်ကဂျက်ဖိုင်တာတိုက်လီရင်နဲ့လာရောက်ဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးတောင်ပင်ရွာဒေသခံသားမိနှူဘုံသီးစထိမှန်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ကနအူသိရပါတယ်တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။